အလောဝမင်္ဂလာပါ HSP Amos Car Podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျမကတော့ပို့လာပါ။ဒီနေ့ရဲ့ Amos Car Podcast မှာတော့ Amos Car နဲ့တဆင့်လူမှုပတ်ဝန်းကျင်ဒီမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာလေးတွေကိုပေါ့နော်။အပြန်လည်ဆွေးနွေးကြဖို့အတွက်ဧည့်သည်တယောက်ကိုဖိတ်ခေါ်ထားပါတယ်။အဲမင်္ဂလာပါကိုအရင်ဆုံးမိတ်ဆက်ပေးပါအောင်ရှင်။ဟုတ်ကဲ့မင်္ဂလာပါ။အာကျွန်တော်ကိုခက်ဆစ်လို့ခေါ်လို့ရတယ်ပေါ့နော်။အခုလက်ရှိကတော့ဒီမဲဆောက်ဆိုတဲ့နယ်စပ်မြို့လေးမှာရှိနေပြီးတော့ မြန်မာပြည်ထဲကို online နေစာလန်တင်တယ်အာပြီးတော့ဒီမှာပဲတချို့ဒီ social chain နဲ့ပတ်သက်တဲ့အပိုင်းလေးတွေမှာတချို့အဖွဲ့အစည်းလေးတွေနဲ့ပေါင်းပြီးတော့မှတချို့ activity လေးတွေမှာလုပ်နေရလေးရှိတယ်ပေါ့နော်ဟုတ်ကဲ့ပါအာဟုတ်ကဲ့ပါကိုအခုလိုပေါ့နော် Amos Car Pocket မှာအချိန်ပေးပြီလားဆွေးနွေးပေးရအတွက်လည်းကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်ဟုတ်အရင်ဦးဆုံးပေါ့နော် Amos Car လို့ပြောလိုက်တာနဲ့အခုအနေနဲ့ဘယ်လိုနားလည်ထားလဲဆိုတာလေးကိုပြောပြပေးပါအောင်ရှင် ဟုတ်ကဲ့ပါဆိုတော့ဘောနော်ဒီအမုံစကားလို့ပြောလိုက်မယ်ဆိုလို့ရှင်တော့ဒီလူပုပ်ကိုတပ်ဦးခြင်းပေါ့နော်ဒါမှမဟုတ်လူအုပ်စုတစုကိုဒီလူမျိုးပေါ့ပဲဖြစ်စေဒီဘာသာရေးအရာဖြစ်စေဒီကြားမနောက်ဒီချန်တာပေါ့နော်ဒီလိန်စိတ်ခံယူမှုတို့နောက်မတန်ဆွမ်းမှုတို့နောက်တစ်ခုကဒီနိုင်ငံရေးခံယူခြင်းနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဒီ क्वे ပြားချာနာမှုတစ်ခုခုပေါ့ကိုအခြေခံပြီးတော့အဲ့လိုစော်ကားတာမျိုးချိန်ချောက်တာမျိုးနောက်တစ်ခုက ခွဲခြားဆက်ဆံတာမျိုးပေါ့နော်အဲ့လိုရည်ရွယ်ချက်မျိုးတွေနဲ့အာပြောဆိုတာတွေရေးသားတာတွေအဲ့ဒါတွေနဲ့ပတ်သက်တဲ့စကားလုံးအပြုအမူစာရတွေကို hate speech လို့ပြောလို့ရတယ်လို့ထင်တယ်ပေါ့နော်အဓိကရည်ရွယ်ချက်ကကြတော့ဟိုပေါ့နော်ဒီပြစ်မှတ်ထားခံရတဲ့လူတွေကိုစိတ်ပိုင်းဆိုင်ရာနာကျင်စေဖို့အကြမ်းဖက်မှုစီကိုဥတီစေဖို့ဒါမှမဟုတ်သူတို့ရဲ့ဂုံတိုက်ခါထိခိုက်စေဖို့ဖြစ်တယ်ပေါ့နော်ဟုတ်အဲ့လိုမျိုး hate speech ကိုနားလဲတာပါပဲ အာဟုတ်ကဲ့ပါကိုအာအကိုကိုတိုင်ကရောပေါ့နော်ဒီအမိုးစကားနဲ့ပတ်သက်ပြီးရောပေါ့နော်ကိုရဲ့ပတ်ဝန်းကျင်အဖြစ်စီကိုကိုတိုင်ကဖြစ်စီပေါ့နော်အရင်ကကြုံခဲ့ပူတာရရှိလားကိုဟုတ်อืมရှိတယ်ပေါ့เนาะဆိုတော့အာကိုတိုင်ကလည်းမြန်မာပြည်မှာနေခဲ့တဲ့ချိန်တုန်းကဒီ LGBT တွေအဖြစ်တဲ့အခါမျိုးမှာဒီလိုမျိုးဥပမာဒီအချောက်ဆိုတဲ့စကားလုံးမျိုးပေါ့เนาะ ဒီပတ်ဝန်းကျင်ကတည်းမဟုတ်ပဲနဲ့ဒီကိုမိသားစုဝင်တွေကဒီအကိုတွေကစာအဲ့လိုပြောတာမျိုးပေါ့နော်ဒီလိုမျိုးတွေးကြုံနေရတာမျိုးရှိတယ်ပေါ့ဆိုတော့အမ်ပြီးတဲ့အခါမှာဒါကြောင့်ပဲဟိုကိုအနေနဲ့ကကြတော့မြန်မာပြည်မှာနေခဲ့တဲ့အချိန်မှာဒီတခြားအုပ်စုတွေရှိတယ်ပေါ့နော်ဆိုအစ္စလာမ်အုပ်စုပဲဖြစ်ဖြစ်အိန္ဒူအုပ်စုပဲဖြစ်ဖြစ်ဟိုကိုအနေနဲ့ victim ဘလို့ပြောရမလဲကိုအနေနဲ့ဒီလိုမျိုး hate speech ရဲ့တားဆောင်ဖြစ်ခဲ့ရတဲ့အခြေအနေမျိုးမှာပေါ့နော်အဲ့ဒီခံစားချက်အဲ့လိုအပြောခံရတဲ့ခံစားချက်ကိုနားလဲတယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုတိုင်းအနေနဲ့ကကြတော့လေဒီလိုမျိုးဟို key word ဆိုလဲ key word သုံးလုံးပြီးတော့မှသူများကိုခွဲခြားတာမျိုးတော့မရှိဘူးပေါ့နော်ဆိုတော့ဟုတ်တယ်ကိုတိုင်းကြုံခဲ့ရလာဆိုရင်တော့မြန်မာပြည်ထဲမှာနေခဲ့တဲ့အချိန်မှာကြုံခဲ့ရတာမျိုးရှိတယ်ပေါ့နော်ဟုတ် ကဲပါကိုမာလို့မြန်မာနိုင်ငံမှာဆိုရင်လည်းပေါ့နော်ခဏအခုပြောသွားသလိုပဲပေါ့နော်အချောင်းရမျိုးစုံပေါ်မူတည်ပြီးတော့ညီမတို့မှာအမိုးစကားတွေအများကြီးရှိရယ်ပေါ့နော်ဟိုခဏပြောသွားသလိုပဲဘာသာရေးရပဲပြောမလားလူမျိုးရေးအရပဲပြောမလားဒီအချင်းချင်းတွေကြားမှာပေါ့နော်ဒီအမိုးစကားကြောက်လဲရှုံရှုံမှုများစွာလည်းဖြစ်ခဲ့တာလည်းရှိရယ်ပေါ့နော်အကောနေနေရောပေါ့နော်ဒီလိုမျိုးအမိုးစကားတွေဖြစ်ပေါ်လာရခြင်းရဲ့အကြောင်းရင်းကဘာကြောင့်လို့ထင်လဲပေါ့နော်ကိုဟုတ် အဓိကအကြောင်းအရင်းဒီထဲမှာတစ်ခုကတော့ဘောနော်ဒီနိုင်ငံရေးဒါမှမဟုတ်ဒီတမိုင်းချောင်းနဲ့ပတ်သက်ပြီးတော့ရှိတဲ့အချက်ကတခုကလည်းအရေးကြီးတဲ့အချက်လို့ထင်မိတယ်ပေါ့နော်ဒီကျွန်တော်တို့မြန်မာပြည်မှာဆိုလို့ရှိရင်ဒီနှစ်ပေါင်းများစွာကြာလာတဲ့ဒီလူမျိုးစုတွေကြားပဏိပခါတွေပြီးတဲ့အခါမှာဒီကိုလိုနီရဲ့အမွေအနှစ်ပဲပြောရမှာပေါ့နော်ဆိုတော့လူတွေကို ခွဲထားပြီးတော့မှအုပ်ချုပ်တယ်ဆိုတဲ့အချက်တွေနောက်တစ်ခုကတော့အခုလက်ရှိမှာကြုံနေကြရတဲ့ဒီအာနာရှင်စနစ်ရဲ့ပေါ့နော်ဒီစနစ်တကျခွဲခြားအုပ်ချုပ်တာတွေကပေါ့နော်ဒီမတူတဲ့လူအုပ်စုတွေကြာမှအယုံအကြည်ကင်းမဲ့မှုတွေအညိုအတေးတွေကိုပို့ပြီးတော့မှဖြစ်စေတယ်လို့ထင်မိတယ်ပေါ့နော်ဒါကတော့တပိုင်းပေါ့နောက်ထပ်တစ်ခုကကြာတော့ဘာဖြစ်နိုင်မလဲဆိုလို့ဖြစ်ကျွန်တော်တွေးမိတာကတော့ အာကိုတိုင်ကလည်းဒီ CDM ဆရာဆရာမတဲကပဲဖြစ်တာဆိုတော့ဗောနော်ဒီပညာရေးနဲ့မီဒီယာရဲ့အခမ်းကဏ္ဍဗောနော်ဒီအပိုင်းကလည်းအမ်ဆိုနာက hate speech တွေကို ဖြစ်စေတဲ့ဟာတွေတဲကအတိုင်းတာတစ်ခုထိပါမယ်လို့ထင်မိတယ်ဗောနော်ဥပမာဒီပညာပေးမှု အားနေတာမျိုးတွေအာပြီးွားတဲ့အခါမှာဒီဘန်လိုက်တဲ့တမိုင်းနေတင်တာမျိုးဗောနော် ဆိုတော့အာလူမျိုးစုတစ်ခုတည်းကိုတည်ပြီးတော့မှတွားတယ်တမိုင်းမျိုးပေါ့နော်နောက်တစ်ခုကကြတော့ဒီမီဒီယာဘိုင်းဆိုရင်လည်းဒီအမုံစကားကိုတမင်တကာဖြန့်ပြူတဲ့မီဒီယာပုံစံလိုမျိုးပေါ့နော်ဥပမာဆဲအုပ်စုရဲ့ဒီဝါဒဖြန့်ချီတာမျိုးစားရတွေကဒီအမှန်တရားတွေကိုဖုံးကွယ်ပြီးတော့အမုံတရားတွေကိုပို့ပြီးတော့မှလောင်စာထိုးပေးတယ်လို့ထင်မိတယ်ပေါ့နော်ဆိုတော့အာဒီပညာရေးကဏ္ဍတို့ပြီးသွားတဲ့အခါမှာဆွမ်းနကပြောလိုက်တဲ့မီဒီယာကို လက်နက်တစ်ခုအနေနဲ့ tools တစ်ခုအနေနဲ့သုံးတယ်ဆိုတာမျိုးကလည်းဒီ hate speech ကိုတိုးစေတဲ့အရာတွေလို့ထင်မိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဒီစီးပွားရေးအကြက်တဲ့ပေါ့ဒါကတော့ကျွန်တော်ထင်တာတအားကြီးတော့အရေးမကြီးဘူးလို့ထင်ရပေမဲ့လည်းကြီးတယ်ပေါ့နော်ဆိုတော့ဒီစီးပွားရေးအကြက်တဲ့ဆိုတာကလည်းလူတွေကိုအချင်းချင်းအပြိုင်ဆိုင်ဖြစ်စေပြီးတော့အမုန်းတရားကိုပို့ပြီးတော့မှတိုးစီတဲ့အရာမျိုးတွေလို့ထင်မိတယ်ပေါ့နော်နောက်ဆုံးအချက်ကတော့ကျွန်တော်ထင်တာအရေးကြီးဆုံးအချက်ဖြစ်နိုင်မယ်လို့တော့ တွေးမိတယ်ပေါ့နော်ဒီအချင်းချင်းကြားမှာအတိအမြင်ဟိုဘဟုတုတ္တနေပါတာမျိုးသို့မဟုတ်အဲ့လိုကြောက်ရွံ့နေဆိုတာလိုမျိုးပေါ့နော်ဒီအချက်တရားအရေးကြီးရလို့ထင်မြင်ဥပမာဟိုကိုနဲ့မတူတဲ့အဖွဲ့အစည်းပေါ့နော်လူမျိုးဘာသာဝင်တွေအကြောင်းကိုလက်တွေ့မသိပဲနဲ့ဒီကောလာဟာလာတွေကနေတဆင့်ဟိုစိုးရိမ်ပူပန်တာတွေကိုအခြေခံပြီးတော့မှဒီကြောက်ရွံ့မှုတွေဖြစ်တယ်ဆိုတဲ့အရာမျိုးကနေလဲဒီ hate speech ဆိုတဲ့ music အာ အမုံစကားတွေကိုဖြစ်လာစီရလို့ထင်မိရပေါ့နော်ဟုတ်ဟာဟုတ်ကဲ့ပါကိုဟိုညီမတို့ဒီညီမနိုင်ကမှာဆိုရင်အခုအဖို့ပြောသွားတဲ့အကြောင်းရင်းတွေပေါ့နော်လူမျိုးရေးရသော၎င်းဘာသာရေးရသော၎င်း၎င်းပေါ့နော်စီးပွားရေးရသော၎င်းပေါ့အမုံစကားတွေကိုဖြစ်စေတဲ့အရာတွေအများကြီးရှိရပေါ့နော် ်အခုအခုလက်ရှိညီမတို့မြန်မာနိုင်ငံမှာဆိုရင်ဒီလူငယ်တော်တော်များများကြီးပေါ့နော်လူငယ်တော်တော်များများဆိုရင်ဒီထိုင်းနိုင်ငံအပါအဝင်ပေါ့နော်အခြားသောနိုင်ငံတွေမှာတောက်ရောက်နေထိုင်ကြတာတွေအလုပ်လုပ်ကြကြတာတွေဒီကြောက်တတ်တာတွေများလာကြတယ်ပေါ့နော်အဲ့လိုမျိုးဒီလူမျိုးမတူတာတွေဒီဘာသာမတူတာတွေဒီလိုရည်ကြီးမှုမတူတာတွေရှိမယ်ပေါ့နော်အဲ့လိုမတူတာတွေကြားမှာရောညီမတို့ဒီအချင်းချင်းနေထိုင်ကြတဲ့အခါပေါ့နော်အမိုးစကားကိကင်းနဲ့ဘယ်လိုမျိုးလေးနေထိုင်သင့်လဲဆိုတာလေးကိုပြောပြပေးပါဦးကိုဟုတ် နော်ဆိုတော့ဒီမတူညီတဲ့ဒီယဉ်ကျေးမှုတွေကြားမှာပေါ့နော်အမုံစကားကင်းကင်းနဲ့ဒီတဟဆာတာဖြစ်ဖြစ်နဲ့နေထိုင်မှုအတွက်ဆိုလို့ရှင်တော့အာကျွန်တော်တို့အတွက်အရေးကြီးတဲ့အချက်ကတော့ပေါ့နော်ဒီ mutual respect လို့ပြောတဲ့ဒီအပြန်အလှန်လေးစားမှုကအရေးအကြီးဆုံးလို့ထင်တယ်ပေါ့နော်ဆိုတော့ကိုသွားတဲ့နိုင်ငံရဲ့ဒီဥပဒေတွေတို့ရဲ့ယဉ်ကျေးမှုဓလိထုံနှန်းတွေကဘယ်လိုရှိလဲပေါ့နော် ငါတွေကိုလေးလာပြီးတော့မှဟိုအတိုင်းတာတစ်ခုထိလေးစားလိုက်နာဖို့လဲလိုတယ်ပေါ့နော်ဆိုတော့အဲ့လိုပုံစံမျိုးလောက်တာမျိုးကကိုယ်ယဉ်ကျေးမှုကိုမြင့်တင်တယ်လို့မျိုးလဲဖြစ်တယ်လို့သူတို့ရဲ့ယဉ်ကျေးမှုကိုလဲပေါ့နော်ဟိုဘယ်လိုပြောရမလဲလာရောညှိထွေဖြစ်အောင်နေနိုင်တယ်ဆိုတဲ့အချက်ကိုပြသနိုင်တယ်ပေါ့နော်ဆိုတော့ဒီ mutual respect ဆိုတဲ့ဒီအပြန်အလှန်နေစားမှုကဟိုအရေးအကြီးဆုံးအရာလို့ထင်မိတယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ဒီတစ်ခါတလေကြာရင်မတူညီတဲ့ ဒီလူမျိုးစုတွေခြားထဲမှာအငင်းပွားပွဲရာကိစ္စလိုမျိုးတချို့ပေါ့နော်အဲ့လိုစိတ်ခံစားမှုကိုပို့ပြီးတော့မှဟိုဘလုံးပြောရမလဲပြင်းထန်လာစေတဲ့ကိစ္စတွေမှာအဲ့လိုချက်ချင်းတုံ့ပြန်တာမျိုးတွေကိုရှောင်ပြီးတော့မှဒီကိုယ့်ရဲ့ခံစားချက်ကိုတတိထားထိန်းချုပ်ဖို့လိုတယ်ပေါ့နော်ဥပမာဟိုတလောကဆိုလို့ရှင်လဲကျွန်တော်တို့ဒီနယ်စပ်ဘက်မှာပေါ့လမ်းလိုက်ကောင်တွေမှာမောင်းတာမျိုး e-bike မောင်းတာတွေနဲ့ပတ်သက်ပြီးတော့မှ line နေပေါ်မှာရောက်တယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှ comment တွေတွားကြည့်လိုက်တဲ့အခါမှာလည်းကိုရီဘက်ကနေတခါတလေကျန်အလိုဆူဆူဝါးဝါးရေးတာမျိုးကြီးရှိတယ်ပေါ့နော်ဆိုတော့အာတစ်ချိန်ထဲမှာပဲဒီလိုကိစ္စမျိုးတွေမှာဆိုလို့ရှိရင်ကိုရီအနေနဲ့ဒီအမုံစကားနဲ့တုံ့ပြန်တာမျိုးမဟုတ်ပဲねစိတ်ခံစားချက်နောက်ကိုချက်ချင်းလိုက်တာမျိုးမဟုတ်ပဲねဘလို့အပြုတ်တပေါ်ဆောင်တဲ့ပုံစံမျိုးနဲ့ပေါ့နော်တုံ့ပြန်တဲ့လေဆိုတာမျိုးကိုစဉ်းစားတဲ့လေလို့ထင်မိတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီ mutual understanding ဖြစ်အောင်ပေါ့ landing လုပ်ဖို့လိုတယ်အချင်းချင်းနားလည်မှုတို့အောင် landing လုပ်ဖို့လိုတယ်ပေါ့နော်ဒီမတူ क्वे ပြားမှုတွေကတခါတလေအားနေချက်မဟုတ်ပဲအာသာချက်ဖြစ်တယ်ဆိုတာကိုနားလည်ပြီးတော့ပေါ့နော်ဒီတခြားလူမျိုးဘာသာဝင်တွေအကြောင်းကိုပွင့်ပွင့်လင်းလင်းလေ့လာဖို့စ조사တာမျိုးပေါ့နော်ဒီလိုပုံစံလိုမျိုးတွေလုပ်ဖို့လိုအပ်မယ်လို့ထင်တယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့အဲကျွန်တော်တို့လည်းတခါလေကျရင်မြင်လည်းမြင်နေရတယ်ပေါ့နော်ဆိုတော့ဒီ community building လောက်တာပေါ့ဒီ ဘယ်လိုပြောရမလဲလူအဖွဲ့စီထဲမှာအတူတူပူးပေါင်းဆောင်ရွက်တာမျိုးပေါ့နော်ဥပမာဒီအားကစားလုပ်တာလိုမျိုးပရာဟီတာလုပ်တာလိုမျိုးဒီရင်းချင်းမှုပွဲစတာဒီမှာဒီနည်းနည်းအပြုတ်တဘောဆောင်တဲ့လှုပ်ရှားမှုတွေမှာပါဝင်ပြီးမတူတဲ့အဖွဲ့စီတွေနဲ့ဒီဆက်ဆက်ရေးတိစောက်တာမျိုးပေါ့နော်ဒီလိုမျိုးလှုပ်တာတွေကဒီမှာတစင်ဒီဇိန်းဆိုတဲ့အတွေးကနေဒီမိတ်ဆွေဆိုတဲ့အမြင်ပုံစံလိုမျိုးကိုရောက်စေတာမျိုးပေါ့နော်ဆိုတော့နောက်တစ်ခုအနေနဲ့အရေးကြီးဆုံးကတော့ကိုကိုတိုင်ကလည်းလုံမကိုဒီ နိုင်ငံကြီးသားပေါ့နော်နိုင်ငံကြီးသားလို့ပြောလိုက်မယ်ဆိုလို့ရှိရင်တော့ဟိုဖွင့်ပြပြီးနိုင်ငံကဒီကိုပဲဆိုလိုချင်တာမဟုတ်ဘူးပေါ့နော်ဟိုကိုကိုတိုင်ကကောင်းမွန်တဲ့အလိုအပြုမှုရင်ကျေးမှုဒီပြောဆိုမှုတွေကနေတစ်ဆင့်မြမာလူမျိုးတွေရဲ့ဂုံတိတ်ခါကိုမြင့်တင်ပေးရရောက်တယ်ဆိုတာကိုလည်းအာတတိရဖို့လိုအပ်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီအချက်တွေကဟိုကျွန်တော်တို့ရဲ့အနေနဲ့ဟိုအမုံစကားကင်ကင်နဲ့ဒီနိုင်ငံတကာမှာအာတဟဇာတာဖြစ်ဖြစ်နဲ့ နေနိုင်ဖို့လိုအပ်တဲ့အချက်တွေလို့ထင်မိတယ်ပေါ့နော်ဟုတ်အာဟုတ်ကဲ့ပါကိုအအခုလက်ရှိဆိုရင်အခုလည်းဒီထိုင်းနိုင်ငံမဲဆောက်မှာရောက်နေတာပေါ့နော် ရောက်နေတာဆိုတော့ဒီအခုအနေနဲ့ရောပေါ့နော်လက်ရှိဒီထိုင်းကိုရောက်လာတဲ့အချိန်မှာပေါ့နော်ထိုင်းကိုရောက်တဲ့အချိန်ကစပြီးတော့အခုလက်ရှိ ठी ပေါ့နော်အခုကြုံတွေ့ခဲ့ရတဲ့ထိုင်းလူမျိုးတွေနဲ့ဂျာကာကောင်းမွန်တဲ့အတွေ့အကြုံတွေနဲ့လည်းပြောပြပေးပါဦးကိုอืมအဲ့ဂျာကိုပြောရမယ်ဆိုရင်တော့တော်တော်များများကောင်းတယ်ပေါ့နော် ဆိုတော့အာကျွန်တော်တို့နေတဲ့အိမ်ကအစားအိမ်ရှင်ပေါ့နော်အိမ်ရှင်ကနေပဲစပြီးတော့မှပြောရမယ်ဆိုလို့ရှင်အမ်တဘောကောင်းတယ်ခါလေးချင်ကျွန်တော်တို့အိမ်ကကြတော့ဒီ safe house လိုမျိုးဖြစ်နေတဲ့အခါမှာလူတွေအပြောင်းအလဲဖြစ်တာမျိုးတွေရှိတယ်အဝင်ထွက်ဖြစ်တာမျိုးတွေရှိတယ်ဟိုဒါတွေနဲ့ပတ်သက်ပြီး complain တတ်တာမျိုးတွေလည်းမရှိဘူးပေါ့နော်ကိုယ်ရဲ့အခြေအနေကိုလည်းနားလည်ပြီးပြီးတော့မှဟိုအတိုင်းအတာတစ်ခုတည်းတဘောတာပြည့်ကိုတည်လို့ခံစားရတယ်ပေါ့နော်ပြီးတော့သူအိမ်မှာတစ်ခုခုလှုပ်ရှားတာမျိုးတွေပါရှင့်အောင်မှဟို ကိုတွေကိုလာပို့ပေးကိုတွေကြားမှာဟိုပေါ့နော်ဒီဘာသာစကားအခက်ခဲတော့ရှိကြပေမဲ့တခါတလေ body language နဲ့ပဲပေါ့နော်ဟိုအချင်းချင်းနားလည်နိုင်တယ်ပေါ့နော်ဆိုတော့ဒါဒီနီနီနာနာလေးကနေစားတယ်ဆိုတဲ့အချက်ပေါ့နော်ဒီရောက်လာပြီးတဲ့အခါမှာကျွန်တော်အနေနဲ့ဒီ Thai community ကတချို့လူတွေနဲ့ဆက်ဆံရမျိုးရှိတယ်ပေါ့နော်ဒီ CSO NGO အဖွဲ့က Thai နေနဲ့တွေ့တဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်လည်း တော်တော်အဆင်ပြေတယ်ပေါ့နော်တော်တော်အဆင်ပြေတယ်ဆိုတာလူမျိုးကတို့တွေအနေနဲ့ဒီမနစ်ကကျွန်တော်အတွေ့အကြုံပြောရမယ်ဆိုလို့ရှိရင်ဒီဘန်ကောက်က pride ပွဲကိုသွားပြတယ်ပေါ့နော်သွားတဲ့အခါမျိုးမှာကိုရီမြန်မာ migrant တွေအနေနဲ့လည်းအတန်ထုတ်ဖို့အတွက်စင်မော်တင်မယ် invite လုပ်တယ်ပေါ့နော်ကျွန်တော်သွားတယ်အာပြီးသွားတဲ့အခါမှာဒီလိုမျိုးဒီ LGBT ပွဲနဲ့ပဲဖြစ်ဖြစ်တခြား activity တွေမှာပဲဖြစ်ဖြစ်အမြဲတမ်း welcome ဖြစ်တယ်ပေါ့နော်အမြဲတမ်းကြိုဆိုတယ်ဆိုတော့ sense ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့အာကျွန်တော်အနေနဲ့ဒီရောက်ပြီးတဲ့အခါမှာဒီလိုအလုပ်တွေလုပ်ရင်းနဲ့တချို့ဟိုထိုင်းចောင်းသားတွေနဲ့တွေ့တာမျိုးတွေလည်းရှိတယ်ပေါ့နော်တွေ့တဲ့အခါမျိုးတွေမှာလည်းအကုန်လုံးကတော့အာဖော်ဖော်ရွရွနဲ့ ပပပပဖြစ်တယ်လို့ခန်းစားရတယ်ပေါ့နော်ဒါတွေကတော့ကျွန်တော်အနေနဲ့ဒီ Thai community နဲ့ပတ်သက်ပြီးတော့မှကောင်းတဲ့အတွေ့အကြုံလေးတွေပါဟုတ်ကဲ့ပါကိုဘူညီမတို့ဒီအစပိုင်းမှာပြောသွားသလိုပဲပေါ့နော်အဲနိုင်ကန်နဲ့တနိုင်ကန်နဲ့တနိုင်ကန်ဒီလူမျိုးတစ်မျိုးနဲ့တစ်မျိုးပေါ့နော်ဒီမတူညီတာတွေဂျာမန်ညီမတို့ဒီတဟဇာတာဖြစ်ဖြစ်နဲ့ရေရှည်နေသွားဖို့ဆိုတာတူနဲ့တူဂျာမန်ညီမတို့အနေနဲ့ဒီအချင်းချင်းနားလည်မှုပေါ့နော်ပြည်သူရင်ကျင်းမှုကုရေကျင်းမှုတွေကိုအဲလက်ခံနိုင်မှုအချင်းချင်းအပြတ်အလန့်ပေါ့နော်အချင်းဆက်ရှိရှိနဲ့အတူတူနေ ထိုက်သွားဖို့လိုအပ်တယ်ပေါ့နော်ပြီးတော့တယောက်နဲ့တယောက်နားလည်မသားလေအမုတ်စကားရေရော့နေပြီးတော့ညီမတို့ဒီရဲ့အချင်းချင်းနေထိုင်မှုကြားမှာကောင်းမွန်တဲ့ဆက်ဆံရေးရှိလာမှာပေါ့နော်အခုလိုလာရောက်ဆွေးနွေးပေးရတဲ့အတွက်လေကျေးဇူးပါအခုအခုပေါ့နော်ဒီအမုတ်စကားပေါ့ကတ်ကိုနားထောင်နေကြတဲ့ဒီပရိသတ်တွေကိုလည်းနောက်ဆုံးအနေနဲ့နှုတ်ဆက်ပေးပါဦးအခုဟုတ်ဟုတ်ကဲ့ပါ ဘာမှတော့မမဲရရပြောဖို့တော့မရှိဘူးပေါ့နော်အခုဒီ podcast လေးကလည်းအာဒီကာလမျိုးမှာလှုပ်တဲ့အရာတွေရတခုလို့ထင်တယ်ပေါ့နော်ဆိုတော့အာကျွန်တော်တို့ဒီ podcast လေးမှာစကားပြောဖို့အတွက် invite လုပ်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်အခုအမောစကားပေါ်ကကနေတဆင်အမောစကားနဲ့ပတ်သက်ပြီးတော့ပို့ပြီးသိစုသွားမယ်လို့လည်းမျှော်လင့်ပါတယ်။အမောစကားကနေတဆင်ဆိုရင်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေလည်းဖြစ်စေနိုင်သလိုဒီလူမှုပတ်ဝန်းကျင်တွေမှာလည်းအခြား လူတစ်ဖက်အဖို့ကိုဖြစ်စေအဖွဲအစည်းပေါ်ကိုဖြစ်စေယုံကြည်မှုလွှဲတာတွေနားလည်မှုလွှဲတာတွေကနေလေတဖြည်းဖြည်းနဲ့အမိုးစကားရေတိုးပွားလာပြီးတော့အကြံဖက်အခြေအနေတွေဖြစ်လာနိုင်တာဖြစ်တဲ့အတွက်အမိုးစကားနဲ့ပတ်သက်ပြီးတော့နားလည်သိရှိထားဖို့လည်းလိုအပ်ပါတယ်အမိုးစကားပေါ်ကတ်ကိုနားထောင်ပြီးကြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နောက်ရက်တွေမှာလည်းအမိုးစကားနဲ့ပတ်သက်ပြီးတော့မတူညီတဲ့အကြောင်းအရာတွေကိုတိစက်သားမှာကိုအဆောင်ညော်ပေးကြပါဦးနော်